ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ခြေထောက်နဲ့ကန်တာ၊ခဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန္တရာယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်သတိရှိပါတောင်တက်ထရွေထိ ंछ ုတ်ထားတဲ့ကြောက်မဲမျိုးတွေကခုစွန်ကြည့်ရမှာတောင်တက်ထရွေနဲ့ရန်တက် SSPP တို့ကြောင့်အပြန်အလှန်ဖြစ်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့ဒေတာခန်တွေကရှုပ်ပြီးပြောပါဗျ ဖြစ်စဉ်ဟာမနေ့ဇွန်လ15ရက်ညနေ9နာရီဝန်းကျင်မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးချယ်ရီကမူလထိုင်းစခန်းဖြစ်တဲ့ဂူးစွန်တောင်ပေါ်ရှိတပ်စခန်းနေရာကိုတက်လာချိန်မှာပဲ SSPP တပ်ကလက်နက်အသေးစားနဲ့စတင်ပစ်ခတ်ရာကနေတိုက်ပွဲဖြစ်ပွားခဲ့တာလို့ရှေ့တန်းတရင်ရင်မြတူကရှိပြမျိုးတီးပြပြောဆိုပါတယ်မင်းညနေ9နာရီစဖြစ်တာ SSPP ဖက်ကလက်နက်အသေးစားတုံးပြီးစဖြစ်တာကျွန်တော်တို့လူအဲ့ဒါပြန်မဖြစ်သေးဘူးလက်နက်အကြီးနဲ့ပါတို့တို့ပြစ်လိုက်တော့ကျွန်တော်တို့ပြန်ပြစ်လိုက်တယ် ကျွန်တော်တို့လေယာဉ်ထိလို့တရားပြင်ထန်တယ်ပြည်ကမှုဟာညနေ9:00နာရီကနေည9:00နာရီဝန်းကျင်ထိ၄နာရီကြာဖြစ်ပွားခဲ့ပြီးတင်ရီဘက်က၄ဦးထိမှန်တန်ရာရခဲ့တယ်လို့ SSPP တပ်ဘက်ကလည်းထိခိုက်မှုရှိတယ်လို့သူကဆက်ပြောပါတယ်တည်ငြိမ်နှစ်ခုစစ်စင်ရေးစတင်ပြီးနောက်ပိုင်းတင်ရီက access ခန်းတွေမှာအထိုင်ချမနေထိုင်တော့ပဲထွက်သွားပြေးတဲ့နောက် SSPP တပ်ကဝင်ရောက်ထိုင်ချနေထိုင်တာဖြစ်ပြီး မနေ့မှအဲ့နေရာကိုတန်နွေရစခန်းချဖို့ပြန်တက်လာချိန်မှာပဲပြည့်ခတ်မှုဖြစ်ပွားခဲ့တာလို့ဒေတာခန်သူကရှုမျိုးပြောပါတယ် SSPP ကဟိုးစုံစခန်းကုန်းထဲဝင်ထိုင်နေအရင်ကအဲ့ဒါ TNLA တက်စခန်းတွေဖြစ်တယ်အောက်ဘက်တွေမှာတိုက်ပွဲတွေဖြစ်တော့အဲ့စခန်းမှာသူတို့မနေဖြစ်ဘူးအခု TNLA အဲ့နေရာကိုပြန်တက်လာတာလက်ရှိချိန်ထိတော့တိုက်ပွဲဖြစ်စဉ်ဖြစ်ပွားရတဲ့ပတ်သက်ပြီးနှစ်ဖက်သက်ကတိုင်ဝင်ထုတ်ပြန်တာမျိုးမရှိသေးပဲရှုဖီမီအနေနဲ့လည်းဆက်သွယ်ဖို့ကြိုးစားနေပါတယ် အင်းအားအဲ့ဟူဆွန်တက်စခန်ကုန်းဟာရန်ပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ရဲ့တက်စခန်ကုန်းဖြစ်ပြီးအင်းအားထင်တော်ရင်နဲ့ RCSS တိုက်ပွဲအတွင်းမှာလဲထင်တော်ရင်ဘက်ကအများပြားကြာဆုံးခဲ့တဲ့နေရာလဲဖြစ်ပါတယ်။